နာမည်ကြီးကလေတပင်တယ်များနှင်းစီကအကယ်မီတဆုမှမရခဲ့ရတဲ့အကြောင်းအမှန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်နောက်ဆုံးရဆယ်လီတင်းနေကိုစူးစီးဖော်ပြတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ page လေးကနေပြန်လည်ကြည့်ဆိုလိုက်ရပါတယ်ရှင်တပင်တယ်များနှင်းစီဆက်ကတော့2024ခုနှစ်အတွင်းလူကြိုက်အများဆုံးတွေကတကားဖြစ်ပါတယ်ဒီဆက်ကဟာတခြားဇာတ်ကားတွေနဲ့မတူဘဲနဲ့တင်ပြပုံတွေကစမ်းသပ်တာဖြစ်လို့ပရိသတ်တရဲ့ရှင်တွေကိုရောက်ခဲ့တာလို့ဆိုရပါမယ် ဒါအပြင်သတင်းသည်များနှင်းစီစကားဆိုရင်ပါဝင်ခဲ့ကြတဲ့တရုတ်ဆောင်တွေရိုက်ကူရက်ဒရိုက်တာကအစနာမည်ကြီးထိတ်တဲ့အနုပညာရှင်တွေတယောက်မှမပါဘဲနဲ့တသက်ဆမျက်နှာတဲ့လူငယ်အနုပညာရှင်တွေကပဲဖန်တီးထားတဲ့စကားလေးဖြစ်ပါတယ်။ဒါကြောင့်လူငယ်တွေရဲ့အိုင်ဒီယာအသက်ဆန်းတွေကိုမြင်တွေ့ခွင့်ရခဲ့ရတဲ့စကားကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ။သပင်းတဲ့များနေ့စီရုပ်ရှင်ဆက်ကယုံတင်နှောင်းအားဆိုရင်မျက်နှာသည့်အနုပညာရှင်တွေရဲ့စူးစိမှုဆိုပေမဲ့လည်းမထင်မှတ်ပဲအခြားနာမည်ကြီးမင်းသားမင်းသမီးတွေပါဝင်ထားတဲ့ရုပ်ရှင်ဆက်ကတော်တော်များများထပ်တောင်းမှနာမည်ပိုကြီးခဲ့ပြီးဝင်ဝင်ပိုင်းအရာရောအနုပညာအောင်မြင်မှုအရာရောဝဝက်ွယ်ပေါက်ခဲ့တဲ့ထိတ်တဲရုပ်ရှင်ဆက်ကကြီးတကာဖြစ်ခဲ့ပါရဲ့။ ဒီလိုလူငယ်မျက်နှာတွေနဲ့ရိုက်ကူးထားတဲ့သမင်တွေများနေစီရုပ်ရှင်ဇာတ်ကားကြီးဝင်ဝင်အရာရောအနုပညာအရာပါအောင်မြင်မှုတွေများစွာရရှိခဲ့တဲ့အပြီးမှာဒီဇာတ်ကားကြီးဟာယခုနှစ်မှာအကယ်ဒမီဆုတွေအများကြီးရရှိနိုင်နေတဲ့ဆိုရဲခံမှမှုတွေရှိခဲ့တာပဲဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့အထူးဇာတ်ကောက်တူဖြစ်တဲ့မင်းသမီးမေမီကူကူဆိုရဲလည်းဆက်ရုပ်အပေါ်မှာပြည်ပြောင်းအကောင်းဆုံးတရုပ်ဆောင်နိုင်ခဲ့ပြီးဒီနေ့အမျိုးသမီးဇာတ်ဆောင်စုအတွက်အတော်လေးရေပန်းစားခဲ့တာဖြစ်ပါတယ်။ ဒါအပြင်ဇက်ကတစ်ခုလုံးကိုတကယ့်နိုင်ငံတကာအဆင့်တန်းမီအောင်ရိုက်ကူးပုံဖော်နိုင်ခဲ့တဲ့ဒရိုက်တာလူငယ်မင်းဆက်ကိုလည်းအကယ်ဒမီစုအတွက်ကိုလည်းမျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့တကယ်တဲ့အကယ်ဒမီစုဘေးဘွယ်ကိုရောက်ရှိလာတဲ့ချိန်မှာတော့ဒီနှစ်အကယ်ဒမီစုအတွက်ရေပန်းစာနေတဲ့ရုပ်ရှင်ဇာတ်ကားတွေအလုံးကြီးပါအကယ်ဒမီစုတစုစီစုခုနိုင်ခဲ့ပေမဲ့အကယ်ဒမီစုတွေအများကြီးရမယ်လို့ရေပန်းစာနေတဲ့သပင်းတွေများနေစီရုပ်ရှင်ဇာတ်ကားကတော့ဘာအကယ်ဒမီစုတစုမှစုခုနိုင်ခဲ့ခြင်းမရှိပါဘူး။ အထူးသဖြင့်အမျိုးသမီးဆက်ဆောင်သူရှာမင်းလို့ရေပန်းစားနေတဲ့မိမိကိုကိုပါတဲ့အကယ်ဒမီဆုနယ်ပါလွဲကျော်သွားကြရတာပါဒီအကြောင်းအရာရဲ့အတိအကျတရေခံကတော့ရုပ်ရှင်အကေပြတ်တိုင်းအဖွဲရဲ့ရှေးရုံစံနဲ့အမှုအကျင့်တွေကြောင့်ပဲဖြစ်ပါရယ်။တက်ဆက်ထဲမှာပဲမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဟာတသက်စလူငယ်တွေကိုနေရာမပေးခြင်းကြောင့်ပဲနဲ့သူတို့နဲ့အဆင်ပြေတဲ့လူငယ်တွေဝါရင်တရုတ်ဆောင်တွေကိုပဲအကယ်ဒမီစုပေးလေးရှိရဲဆိုရဲဆွဆဲချက်တွေထပ်ပေါ်လာပါရယ်။ တကယ်တော့မှလေမြမရုပ်ရှင်အစီအယောင်ဟာအရင်နှစ်အဆက်ဆက်တွေတော့ကအရေးချင်းရှိရဲ့မျက်နှာတင်လူငယ်ဒရိုက်တာတွေလူငယ်သရုပ်ဆောင်တွေရဲ့ဇက်ကားတွေကိုအကယ်မီပေးဖို့လက်တွန့်လေးရှိခဲ့ပြီးသူတို့နဲ့အဆင်ပြေတဲ့နာမည်ကြီးတွေကိုပဲအကယ်မီလှည့်ပတ်ပေးနေကြတာကိုတွေ့ရပါတယ်။ဒီလို delivery နဲ့ရှေးရိုးဆန်နေတဲ့မြမရုပ်ရှင်အစီအယောင်ကြောင့်တပင်းတဲ့များနေစီဇက်ကဟာတက်လွင်ပေးမဲ့ဘာအကယ်မီစုတစ်ခုတလေမှမရရှိခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေကရောတပင်းနေမြန်းနေစီဆက်ကအကယ်မီစုတစုမှမြားလိုက်တဲ့အပေါ်မှာမိမိတို့ရဲ့အမြင်ကိုမှတ်ချက်ပေးသွားကြပါအောင်နော် ဟုတ်ကဲ့ပါရှင်နောက်ထပ်ပြီးတော့လေအနည်းပညာဆယ်လီတင်အကြောင်းအရာမျိုးစုံကိုစူးစီးဖော်ပြတင်ဆက်ပေးသားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ page လေးကို like and follow လေးလှုပ်ထားပေးကြပါအောင်နော်အဆုံးထိနာဆင်ပြီလို့လည်းအားလုံးကျေးဇူးတင်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်